လာစာလာစာဘယ်လောက်လဲတိုက်တင်နဲ့လိုက်တော့လာစာ30 assistant to chairman ဆိုတာ ကျွန်တော်တို့ဥက္ခရာရဲ့လက်ထောက်ပြောချင်တာတော့ PA လောက်အောင်မယ်ပေါ့နော်လစာအနည်းဆုံး30နဲ့30နဲ့စပေးမယ်မြန်မာနိုင်ငံထဲမှာပဲတလကိုလစာ30နဲ့30ရရှိမဲ့အလုပ်တွေကိုဘလို့ရှာဖွေရမလဲဆိုတာဒီနေ့ဗီဒီယိုမှာအသေးစိတ်လေးပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က online ကနေလုပ်တွေရှာမယ်ဟဲ့ဆိုရင်များသောအားဖြင့်ကတော့ Facebook တို့ TikTok တို့ကနေရှာဖွေရကြပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာကတော့ website တွေကိုအသုံးပြုပြီးအလုပ်တွေကိုရှာဖွေပေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကဘယ်လိုတွေရှိရလဲဆိုရင်အခုမှစပြီး professional အလုပ်တွေလုပ်ကြိုင်မယ်ညီကိုတွေအတွက်ရှိရပါတယ်ကဲ trade to ပြောမလို့ရပါနဲ့ကျွန်တော်တို့ video လေးကိုစလိုက်ရအောင် ဗီဒီယိုမစခင်မှာနည်းနည်းပပပြောစရာလေးတွေရှိပါတယ်ကျွန်တော်ယခုလို content video တွေတင်တော့ YouTube ကညီကိုမိတ်ဆွေတွေကအကိုရောကိုတိုင်လုပ်ရလားအကိုကိုတိုင်လုပ်ခဲ့ဘူးလားလို့ comment မှာမေးခွန်းလေးတွေမေးကြပါတယ်ဟုတ်ကဲ့ကျွန်တော်လွန်ခဲ့တဲ့6မိနစ်9မိနစ်ကလေးကဒီလို website တွေကနေအလုပ်ရှာပြီးတော့အလုပ်တွေလုပ်ခဲ့ပူပါတယ်အမြင့်ဆုံးအလုပ်ဆိုရင်ကျွန်တော်ဟွန်တိုင်း engineering construction မှာငငယ်ရွယ်ရလေးနဲ့ admin officer အနေနဲ့အလုပ်လုပ်ကင်ခဲ့ပါတယ်အဲ့ဒီကနေထွက်ပြီးတော့အခုဆိုရင်ကျွန်တော်ဖုန်းဆိုင်ဖွင့်ထားတယ်ဆိုင်ကယ်တွေလည်းအကြောင်းဝယ်လုပ်တယ် ကားတွေလည်းကျွန်တော်အရောင်းဝယ်လုပ်နေပါတယ်ပြောချင်တာကတော့ဒီလိုအလုပ်တွေကရတဲ့ပညာဗဟုသုတတွေငွေကြေးတွေနဲ့ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ကင်နိုင်ခဲ့ပါပြီအဲ့တော့ဒီဗီဒီယိုမှာပြောပြပေးမယ့်အလုပ်တွေက like ချင်းချင်းဖြစ်စီမဲ့အလုပ်တွေလည်းပါဝင်မယ် professional လုပ်တွေလည်းပါဝင်မှာပဲဖြစ်ပါတယ်။ကဲအဲ့ဒီတော့ကျွန်တော်တို့ website တွေမှာအလုပ်တွေသွားရှာဖွေကြည့်လိုက်ရအောင်။ ကျွန်တော်တို့က website တွေကလည်းအလောက်ရှာမှာဟေးဆိုရင်နှစ်မျိုးပဲလို့တယ်။ဘာလို့လဲဆိုတော့ wifi သုံးဖို့ internet လို့မယ်။ပြင်ကုတ်မှာ device ကုလို့မယ်။ကျွန်တော်ကတော့ကျွန်တော် video တွေကအများသောအားဖြင့် phone နဲ့ကြည့်တာဖြစ်တဲ့အတွက်ဒီနေ့မှာကျွန်တော် phone လေးနဲ့ပဲရိုက်ရှာပြလိုက်တယ်။ laptop သမားတွေလည်းဒီ video တိုင်း live လုပ်လို့ရတယ်။ဟုတ်ပြီကျွန်တော်တို့ကသက်ဆိုင်ရာ chrome နဲ့ကိုဝင်မယ်။ကျွန်တော်အခုရှာထားသလိုမျိုးပဲ job net ဆိုတာလေးရိုက်ရှာလိုက်မယ်နော်။ job net မြန်မာ job net မြန်မာမှာကျွန်တော်လုပ်လို့ရှာလို့ရတယ်။ job net ကိုကျွန်တော်သွားလိုက်မယ်။ဒီမှာသွားပြီးသွားပြီဆိုရင်ကျွန်တော် phone ကမြန်မာလိုကြီးဖြစ်နေတဲ့အတွက် translate လေးပြန်လိုက်ပါဦးမယ်နော်။ဟုတ်ပြီ။ ဒီမှာဆိုရင်ကျွန်တော်တို့ကအလုပ်တွေကိုဒီတိုင်းရှာမယ်ဆာ register လုပ်ပြီးမှရှာမယ်အကောင့်ဖွင့်ပြီးမှရှာမယ်အကောင့်ဖွင့်တဲ့အခါမှာလည်းကျွန်တော်တို့ဒီ website ကဒါ90%လောက် secure ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ data တွေစိတ်ချရတယ်ယခုလက်ရှိ online မှာခေစားနေတယ်လို့မျိုးကြားဖြတ်အလုပ်တွေမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီမှာ register လုပ်ရတာအလုံးဝအဆင်ပြေတယ်ဒီ video ကနေရေးကြီးအားမခံတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ trade do ပြောနေတော့ဗနဲ့ register ကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ profile တစ်ခုကိုတိဆောက်ကြပါလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ profile ကိုဝင်ကြည့်မှဖြစ်တဲ့အတွက်ကြောင့်မလို့နေရာတွေနာမည်တွေဖုန်းနံပါတ်တွေဖြည့်ရခါမှာတတိထားပြီးဖြည့်ရမယ်အမှန်တိုင်းဖြည့်ရမယ်ပေါ့နော် first name မှာကိုယ့်ရဲ့နာမည်ကိုထည့်မယ်။အကောင့်မြတ်ပေါ့နော်။ကျွန်တော်နာမည်ထည့်လိုက်မယ်။ email မှာလည်းကိုယ့်နာမည်ပါတဲ့ email ထည့်တာအကောင်းဆုံးပဲ။ဥပမာမိတ်ဆွေရဲ့နာမည်ကအကောင့်မြတ်မြတ် ဒါကုံကမိတ်ဆွေကဂျီမေးမှာကျတော့ lovely lot mobile legend.com ဆိုလို့ရှင်ဒါလောက်ရှင်တယောက်ကကြည့်တဲ့အခါမှာကိုယ့်ရဲ့ first impression မှာနေဒါ down စီတယ်ပေါ့နော်အဲ့လိုကြောင့်မလို့ကို email ကောင်းကောင်းတစ်ခုကိုဖြည့်မယ် password ကကိုဖြည့်နေကြရဖြည့်မယ်ဖုန်းနံပါတ်ကတော့ plus 95နဲ့စတဲ့တလုံးပေါ့ဖြည့်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်မိတ်ဆွေတို့မှတ်ပုံတင်လို့ရပြီပေါ့နော်မှတ်ပုံတင်အကောင့်တန်းချပြီကျွန်တော်ကတော့ Google နဲ့ချိန်ထားဖြစ်တဲ့အတွက်ကျွန်တော် Google နဲ့ဝင်လိုက်မယ်ပေါ့နော် ကျွန်တော်ဘူကေမှာကျွန်တော် profile တစ်ခုတိဆောက်ပြီးသားဖြစ်တယ်ပေါ်လာပြီဆိုရင်ကျွန်တော်ဘာဒီမှာ alert တစ်ခုပေးထားတယ်ဗျ20ရာခိုင်နှုန်းနဲ့ကျွန်တော်ရဲ့ CV ပေါ့နော်အဲ CV ကအလုပ်ရှင်နေကြည့်မယ် CV က20ရာခိုင်နှုန်းနဲ့ပြီးသေးတယ်ပေါ့နော်အဲ့တော့ဘာကြီးလောက်အောင်လဲဆိုအောက်ဆုံးမှာတွားကြည့်လို့ရတယ်နော် အောက်ဆုံးပါဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါက account ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ profile ကိုကောင်းကောင်းမတိဆောက်ရသေးဘူး profile ကောင်းကောင်းတိဆောက်ချင်တဲ့ဟေးဆိုဘာလို့ရမလဲဆိုတော့တက်ဆိုင်ရာ CV ကောင်းကောင်းရေးထားရမယ် resume ကောင်းကောင်းရေးထားရမှာဖြစ်ပါတယ် CV တွေ resume တွေဆိုတာဘာလဲသိချင်လို့ရှိရင် YouTube မှာထပ်ပြီးရရှာနိုင်ပါတယ်ကျွန်တော်ရဲ့ profile ကိုကောင်းမွန်စွာတိဆောက်အောင်ပဲပေါ့နော်လောက်တက်တွေဘာတွေရေးရမယ်ပေါ့ဟုတ်ပြီကျွန်တော်က Titan နဲ့လိုက်သွားအောင်မယ်အလုပ်တွေကိုရှာပြပေးမယ်ဘာရေးချင်နေလို့လဲဆိုတာကိုဒီနေရာမှာပြောပြပေးမယ် ဒါကတော့ကျွန်တော်တို့အကောင့်ဖွင့်လိုက်ပြီဆိုတော့ねစတွေ့ရမယ်အလုပ်တွေဖြစ်တယ်ဒီမှာဆိုလို့ရှိရင်လည်းခေါ်ထားတွေ့ရတယ်ဘာတွေခေါ်ထားလဲဆိုလို့ရှိရင်ပထမဆုံးနံပါတ်1ကနီယာမီကုမ္ပဏီမှာဆိုလို့ရှိရင် product manager ခေါ်ထားတယ်ကမ်ဘောဇာမှာဆိုလို့ရှိရင်လည်း ID procurement contract manager ခေါ်ထားတယ်အတမ်ကဆိုရင်လည်း manager senior manager ခေါ်ထားတယ်ဟုတ်ပြီကျွန်တော်ဒီကောင်လေးကိုတစ်ချက်ကြည့်ကြည့်လိုက်မယ် လာပြီအတမဘာခေါ်ထားလဲဆိုတော့ senior manager network quality and performance တဲ့ကျွန်တော်တို့ခေါ်ထားတဲ့အလုပ်ကိုတွေ့ရတယ်အလုပ်ရှင်က butterfly ဖြစ်တဲ့အတွက်ဒီမှာအမှန်ကျလေးပြထားတာကိုတွေ့ရတယ်ဗျာနော်ဒီမှာပြထားတဲ့အမှန်ကျလေးကခေါ်စားမှန်နေပေါ့ဗျာအလုပ်က butterfly ဖြစ်ထားတယ် နော်လွန်ခဲ့တဲ့3နာရီကအလုပ်ခေါ်စာတွေ့တယ်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ KPI နဲ့ပတ်သက်တဲ့ maintain နဲ့ကျွန်တော်လုံဆောင်ရမယ် network quality KPI သူတို့သတ်မှတ်ထားတဲ့စာရင်းစာညွှန်းနဲ့ network quality ကိုလိုက်လုပ်ရမယ်ပေါ့ဗျာဒါတွေကတော့သက်ဆိုင်တဲ့ fee ကလို့တွေဖတ်ရမယ်လိုအပ်တဲ့ရည်ချင်းတွေတစ်ချက်အသေးစိတ်ရှင်းပြပေးမယ်ဘာရည်ချင်းတွေလဲဆိုတော့ b test တမားတွေနော် b တမားတွေ ပြီးလို့ရှိရင်အသက်ဆိုင်ရာ level ကနေ graduation ဖြစ်ထားတဲ့သူတွေပေါ့နော် btech be graduation from related fee တဲ့ပြီးလို့ရှိရင် project management ရှိရမယ် project ကျွန်တော် project တွေလုံဆောင်မှုတွေအတွေ့အကြုံရှိရမယ် experience ကကြတော့ at least 8 to 10 year ကျွန်တော်10နှစ်ကနေ10နှစ်ကြာရှိရမယ် radio domain မိုင်းမှာပေါ့နော်ဟုတ်ပြီကိုကအဲ့လောက်ကြီး experience မရှိသေးဘူးခုမှ entry level အခုမှ supervising level ဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ တက်ဆိုင်တဲ့အလုပ်တွေရှာလို့ရတယ်ဘယ်လိုရှာရမလဲဆိုရင်ဒီမှာ view mode job ကိုကျွန်တော်နှိပ်လိုက် view mode 6ကိုလိုက်လိုက်ရင်ကျွန်တော်တို့ဒီမှာ1985ခုအလုပ်ပေါင်းခေါ်ထားတာကိုတွေ့ရတယ် filter မှာကျွန်တော်တို့ဗန် filter လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ပြောချင်တာလည်းလောသွားတယ် filter ကိုနှိပ်လိုက်မယ် filter ကိုနှိပ်လိုက်ရင်ဒီနေ့ဘယ်နေ့ခေါ်ထားလဲဒီနေ့ခေါ်ထားတဲ့အလုပ်ဆိုလဲကြည့်လို့ရတယ်လွန်ခဲ့တဲ့ချက်30ခေါ်ထားတဲ့အလုပ်ဆိုလဲရွေးလို့ရတယ်ဗျာနော်ဟုတ်ပြီအဲ့မှာဆိုလို့ရှိရင် job function job function ဆိုတာကဒီမှာဆိုလို့ရှိရင်ကိုကဘာလုပ်ငန်းလုပ်တာလဲကိုကဘာကျွမ်းကျင်တာလဲကိုရဲ့ professional ကဘာလဲဆိုရင် administrative လား architecture လား engineer လား consulting လုပ်တာလား customer service ပိုင်းမှာ join တာလားဒါမှမဟုတ်မိတ်ဆွေတို့က education စာသင်တဲ့နေရာတွေမှာ join တာလားဒီမှာဆိုရင်ခေါ်ထားတဲ့အလုပ်က administrative မှာဆိုအလုပ်ပေါင်း130တိတိခေါ်ထားတယ်လွန်ခဲ့တဲ့ရက်30ရာနေဆိုရင် finance accounting audit သမားတွေဆိုရင်229ယောက်တိခေါ်ထားတယ် industry ဘိုင်းမှာဆိုရင် industry ဆိုတော့ကျွန်တော်ရဲ့ fee ပေါ့ကျွန်တော်ဆို mobile phone fee motorcycle fee automobile fee ပေါ့เนาะဒီမှာကတော့ကျွန်တော်တို့ accounting audit tax service ကကျွန်တော်တို့6ယောက် 6ခုတိတိခေါ်ထားတယ် advertising နော် advertising နဲ့ marketing အဲ PR ဘိုင်းမှာဆိုရင်18ခုတိခေါ်ထားတယ်အလုပ်ကပြင် airline နဲ့ aviation မှာဆိုရင် airline နဲ့ပတ်သက်တဲ့လုပ်တွေဆိုရင်10ခုတိတိခေါ်ထားတယ်ဒါတွေကအသေးစိတ်သွားဖတ်လို့ရတယ်ကနော်ဟုတ်ပြီကျွန်တော်တို့ကဒီနေရာမှာလာစာလာစာဘယ်လောက်လဲတိုက်တင်နဲ့လိုက်သွားအောင်လာစာ30 30ချီရလို့ဒီပါရှိမှာကျွန်တော်ရှာကြည့်လိုက်မယ်။ဘယ်နေရာအနေနဲ့ဒီမှာပါပြီ။နော်။အိုဆုကာအိုဆုကာဂျပန်ကုမ္ပဏီတစ်ခုကခေါ်ထားတယ်။ နော် လာလာတိန်း၂၀ဝန်းကျင်ပေးမယ် assistant သူ chairman ဒီလို့ဆိုလို့ရှိရင် assistant သူ chairman ဆိုတော့ဥက္ကရာရဲ့ကျွန်တော်လက်ထောက်လုပ်ရမယ်နော်အဲ့ဒါအကြောင်းလေးလာအောင်နည်းနော် assistant သူ chairman ဆိုတာကျွန်တော်တို့ဥက္ကရာရဲ့လက်ထောက်ပြောချင်တာတော့ PA လုပ်ရမယ်ပေါ့နော်အဲ့ဒီလို့လေးကစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်တို့တစ်ချက်ကြည့်ကြလိုက်အောင်နောက်ဆက်ကွေး match လာကခေါ်ထားတာဗျလုတ်သက်အဆင့်က manager အဆင့်ဖြစ်ရမယ်အလုပ်မျိုးစားက administrative ဖြစ်ရမယ်ပညာရေးချင်းကျွန်တော်အကုန်လုံးဖက်လို့ရတယ်နော်လာစားအနည်းဆုံး30ရာနေစပေးမယ် အပ်တူသိန်း30သိန်း30ထိပေးမယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် key responsibility ဆိုတာလောက်ရမယ့်အလုပ်တွေအရှိပေးထားတယ်အသေးစိတ်ဖတ်ကြည့်လို့ရတယ်လိုအပ်တဲ့ရည်ရှင်တွေကျွန်တော်ပြောပေးမယ်လိုအပ်တဲ့ရည်ရှင်တွေက Chinese English မြန်မာဘာသာစကား၃မျိုးနဲ့ခေါ်ထားတယ် Education Bachelor Degree ရှိရမယ်အတွေ့အကြုံမှာရှိရမလဲဆိုလို့ရှင် administrative နဲ့ assistant role in prefer တဲ့ administrative ပိုင်း admin ပိုင်းမှာလုပ်ခဲ့ဘူးတဲ့သူကိုပို့ပြီးတော့ prefer ပေးပါတယ်တဲ့ เนาะ scale ဘိုင်းမှာဆိုရင် excellent organizational and time management scale เนาะကျွန်တော်တို့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ရမယ်အချိန်စီမံခန့်ခွဲမှုမှာကျွမ်းကျင်ရမယ် strong communication and interpersonal ability ဒါတွေကတော့ကျွန်တော်တို့ရုံးဝန်ထမ်းတွေဆိုတည်ပြီးသားဖြစ်မှာပါเนาะ trade through တော့ကျွန်တော်တို့ဒါ requirement ကတိတ်ပြီးတော့မလိုဘူးအဓိကလိုအပ်တာကတော့ Chinese English Myanmar both written and spoken ဆိုတာရေးလည်းရေးတတ်ကြမယ်ပြောလည်းပြောတတ်ကြမယ်အဲ့လိုလိုတစ်ခုခေါ်ထားတယ်အကျိုးမြတ်ကဘာတွေရှိမလဲဆိုတော့ annual bonus room နော်ကျွန်တော်တို့အာနှစ်စဉ်ကျွန်တော်တို့ bonus ပေးမယ် room အခန်းပေးမယ်နော်ပြီးလို့ရှိရင် opportunity for personal development and growth ဟိုကိုယ့်အတွက်ဖွံ့ဖြိုးဖို့တို့ဟိုအခွင့်အရေးတွေပေးမယ်ပေါ့နော်ထူးခြားချက်တွေက Austin company ကျွန်တော်တို့အလွန်အရန်မိုက်တဲ့ company တစ်ခုဖြစ်တယ်တဲ့ winning team နိုင်ရရှိနေတဲ့ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုနဲ့ join လိုက်ပါဗောနော you can make a difference မင်းကွဲပြားချမ်းသာတွေကတော့အတူတူပါပဲရေးကြတာတော့ဗောနော်အာကျွန်တော်တို့ ခွင့်လန်းတွေကပါရှိတယ်ဆိုတော့ opportunity for promotion ကျွန်တော်တို့ယာတူးတိုးဖို့ရှိတယ် possibility for job training ကျွန်တော်တို့အလုပ်ကနေပြီးတော့သင်တန်းတွေလည်းပေးမယ်ပေါ့နော် learn new skill and technique ကျွန်တော်တို့ skill တွေနဲ့ technique တွေဒါ အာတင်ယူနိုင်မယ်ပေါ့နော်ဟုတ်ပြီဒီလိုမျိုးလုပ်ဆိုရင်ကျွန်တော်လုပ်ခဲ့တဲ့လုပ်နဲ့လည်းကန့်ညီတယ်ဒါပေမဲ့ကျွန်တော်ဆိုလို့ရှိရင် Chinese မကြွမ်းဘူးခုမှ Chinese ကတင်းနေတော့ကဲဒါဆိုလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ဟာလေးတွေကို detail ကြီးမဟုတ်တော့မှကျွန်တော်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပြပစ်ထားတယ်ရှောက်မယ်ဟေးဆိုရင်တော့လိုလေးလေးပဲရှောက်မယ်ဆိုရင် apply here ကိုနှိပ်လိုက်အောင်ပဲပြီးလို့ရှိရင်ဒါကတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့အလုပ်ဟိုအကြီးနဲ့ဆိုတော့ကျွန်တော်ဖုန်းဆိုင် Gmail နဲ့ဆိုတော့ KD Second Mobile နေပြီးတော့ဆိုပြီးပေါ်နေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ resume ပေါ့နော်ကျွန်တော်တို့ရဲ့ဒီနေရာမှာ upload resume ဆိုတဲ့နေရာမှာ upload new CV ပေါ့နော် CV လေးကိုနှိပ်လိုက်ပြရတယ်အခုအလုပ်လျှောက်လိုက်လို့ ရပြီပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေဒီနေရာမှာခေါ်ထားတဲ့အလုပ်တွေကဘယ်လိုမျိုးလုပ်တွေများလဲဆိုတော့ professional လုပ်တွေများတယ်။ professional ဆိုတာကျွန်တော်တို့ဗမာလူပြောရင်တော့နည်းနည်းဟို ခဲရင်းနေပေါ့နော်ကိုဘယ်အလုပ်ကိုလုပ်မှာလဲဘယ်လောက်ထိကျွမ်းကျင်တာလဲ professional ကြာကြာဘယ်လောက်ထိလုပ်နိုင်လဲဒီ video ကိုကြည့်နေတဲ့ညီကိုမိတ်ဆွေတွေလူငယ်လေးတွေလည်းပါလိမ့်မယ်အဲ့ဒီတော့လစာများများနဲ့မြန်မာပြည်ထဲမှာလှုပ်ချင်တဲ့ဟေးဆိုရင်တော့အရင်ငါးလောက်တော့ကျွန်တော်တို့လှုပ်ခဲ့တုန်းကလောက်တော့မလွယ်ကူဘူးအဲ့ဒီတော့ကို့မှာ basket တွေရှိရမလဲဆိုရင်အနည်းဆုံးကတော့ language skill ကောင်းရမယ် english ရှိရမယ် အဲ Chinese ဆိုလို့ရှိရင်အခုချိန်မှာလုတ်တယ်ခေါ်တာအရင်များတယ်ပြီးနောက်ထပ်ဘာသာစကားကြီးကျွမ်းကျင်ပို့ပြီးတော့ကောင်းတယ်ကွန်ပျူတာပိုင်းမှာလုံးဝကျွမ်းကျင်ထားတဲ့ね SCCN level 1 2 3ပြီးထားရင်အကောင်းဆုံးဖြစ်တယ်ယောက်ျားလေးတွေကတော့ marketing management တွေ brand management တွေ marketing strategy တွေဆွဲတယ်ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်လက်ရှိကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့နေရာမှာလည်းရုံးကနေတင်ပေးထားတဲ့ marketing management ဘိုင်းနေ marketing strategy ဘိုင်းနေလောက်ကန်နေရာမှာအများကြီးမအောင်မြင်ပေမဲ့တော်တော်များများအဆင်ပြေတယ်အဲအကြောင်းမလို့လဲကျွန်တော်ရှိကပြောခဲ့သလိုမျိုးပဲဒီအလုပ်တွေက live changing ြစ်စေမဲ့အလုပ်တွေလည်းဖြစ်တယ်။တကယ်ယုံကြည်စိတ်ချတဲ့ website ကိုကျွန်တော် sharing လုပ်ပေးနေရပဲဖြစ်ပါတယ်။အဲ့ဒီတော့ job တက်မှာအလုပ်ရှာရတာခုခုအခက်အခဲဖြစ်တယ်အဆင်မပြေဘူးဖြစ်တယ်ဟေးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ comment မှာမေးမြန်းလို့ရပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော် KD Sharing ကကောင်းမြတ်ပါ။